ကျွန်တော်ကတော့ DWDI ဖြစ်ပြီးတော့ဒီနေ့ပြောပြပေးမှာတော့ဖူးမော်လာပြီ1963ခုနှစ်ဇန်နဝါရီလလလိုက်ခင်မှာဆရာမင်းတို့ရေးတာခဲ့တဲ့ကဗျာလေးအကြောင်းပဲဖြစ်ပါတယ်။ဆရာမင်းတို့ဝင်ကိုဖေဖော်ဝါရီလ10ရက်1909ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့မြန်မာနိုင်ငံသားစာရေးဆရာကဗျာဆရာတဦးဖြစ်ပြီးတော့ခေတ်ဆန်းစာပေဦးဆောင်ခဲ့တဲ့လူတွေမှာပါတဦးဖြစ်တဲ့အပြင်မြန်မာနိုင်ငံရဲ့ တော့ဘာမှမရောက်တမန်တာဥထိန်ကျော်ရဲ့ဖခင်လည်းဖြစ်တယ်။ဆရာမင်းတို့ဝင်ကိုဟန်တာဝရီတိုင်းယခုကာမဇင်းလေးရင်ကုန်တိုင်းဟန်တာဝရီခတိုင်းကွန်ကြံကုန်မြို့မှာကုန်တယ်လင်မယားရေးဖြစ်ကြတဲ့ဥလွမ်းပင်နဲ့ဒေါ်မီတို့က1999ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ဘုရုံနေ့မှာဝင်ပွားခဲ့တယ်။မြို့ချင်း9ရောင်မှာဒုတိယမြောက်ဖြစ်ပြီးတော့ မိုးမြန်မာလူမျိုးဖြစ်တဲ့အမီးအရင်ကဥပွင့်ဖြစ်ပြီးရက်ချုပ်အရာငယ်မီကမော်လာမောင်ဖြစ်တယ်။အရက်ထဲမှာမော်လာမောင်အမီးရှိသူများမှာအများအားဖြင့်စိုးကြပြီးတော့မော်လာဝင်ဟုအမီးပြောင်းလဲတယ်။မန္တလေးပုံနာဆရာညွန့်ကလည်းဇာတာဖွဲ့ပြီးဖုန်เจ้าမှာဆရာတော်က စိန်ဝင်တို့ဟုလကောင်းရက်ထဲမှာဥွှေတုံးဆိုရဲလို့ကခွဲဝဲဝဝဲဟူလေးလကောင်းလေကျစနိုးနဲ့ခေါ်ကြသေးတယ်မြို့အနီးလို့မှာရွှေဘိုးကနေပြောင်းလာနေတိုင်းနဲ့ရွှေဘိုးတန်းရှိတယ်ငွေစင်ကစားကောင်းအတိုင်းကောင်းအတိုင်းညိုပြီးရွှေဘိုးတန်းကမမဲဝါဝါထောင်ထောင်မောင်းမောင်းငပန်ဆိုသူနဲ့တော်တော်တူတဲ့အတွက်ကြောင့်မလို့တချို့ကလည်းငပန်လို့ခေါ်ကြတယ်နောက်မှမောင်ဝင်ဟူတာတွင်ပြီးတော့အဲမိမိစိတ်ချိုင်ဝါကိုနားနေတက်ပြီးမောင်ဝင်ဟူပြင်ခဲ့တယ် 1936ခုနှစ်မှာအသက်9နှစ်ခန့်အရွယ်မှာကိုကြံကိုမျိုးကြားချောင်းခေါ်ချွေကျင်ချောင်းတိုင်းဆရာဦးကိုလိုင်ချောင်းမှာမြန်မာစာပေစာသင်တင်းယူနေ။ကျောင်းအောင်မှာဆရာတော်ဦးကန္နဝန်သားဖြစ်ပြီးတော့စတမတန်တီအကျောင်းမှာတက်ခဲ့တယ်။1922ခုနှစ်မှာကိုကြံကိုလူသားချောင်းဖွင့်ထူချောင်းတို့ပြောင်းတက်ပြီးတော့အင်္ဂလိပ်မြန်မာဘာသာရပ်များကိုသင်ယူခဲ့တဲ့ ကဗျာရင်းနှီးကိုထိုးချောင်းမှာဆရာဦးအာကာတန်းထင်ရအာကာသားထန်နေပြီးတော့မှတင်ယူခဲ့တယ်။စရမတန်းတင်နေခဲ့တယ်။1923ခုနှစ်ဇူလိုင်30မှာဆိုရင်တော့ရန်ကုန်မြို့ဆရာမကြီးချောင်းကစိန်ကျုံချောင်းကိုဝင်ပြီးတော့ပြစမတန်းတင်စတင်ထက်ရောက်ခဲ့တယ်။1926ခုနှစ်မှာဆိုရင်မလာမှာအင်္ဂလိပ်မြန်မာအလဲတန်းစကောလာရှစ်ဆောင်မှုဝင်မှာစရုပ်လိုက်ရပြီးတော့အောင်မြင်ခဲ့တယ်။ပထမတန်းကနေစပြီးတော့ဆရာမကြီးအိတ်ဆောင်မှာကျောင်းသားမှုစတင်လုပ်ခိုင်းတယ်။ ုဒ္ဓဘာသာမြန်မာမိန်းကလေးကြောင့်ညာချောင်းမှာဆိုရင် အပတ်ချင်းအလဲချာစတင်ပေးရတယ်။ဒီနေ့မှာပဲတကုံမဂဇင်း၌ပထမဆုံးဆရာပင်သူပင်ရဲ့ကြပြာကိုစတင်ပေါ်ပြခြင်းခံရတယ်။1929ခုနှစ်မတ်လမှာ10ရက်ကိုပထဝီကုန်းလုံးနဲ့အောင်ခဲ့တယ်။ဇန်နဝါရီလ University College ကိုရောက်ပြီးတော့ပကူးဆောင်မှနေရယ်1939ခုနှစ်မှာဥပဒေစာတမ်းမှာအထူးကျောင်းသားအဖြစ်နဲ့ရွေးခန့်ရပြီးတော့တနည်းအတွင်း မလမှာကျင်ပါတယ်ဥပဒေထက်တန်းဆောင်ပွဲဖြေဆိုတဲ့နေရာမှာအောင်မြင်ခဲ့တယ်။မိုးရသည့်ထုတ်ကောလိပ်မဂ္ဂဇင်းအမှတ်1မှာကဗျာလေးစတင်ထည့်သွင်းခံရတယ်။1931မလမှာပထမနှစ်ဝိဇ္ဇာမြန်မာသာကုန်သူအစမ်းဆောင်ပွဲအောင်တယ်။တိုနှစ်မှာပဲမိဘတွေစီးပွားပြန်ပြီးတော့ကျောင်းထွက်ပြီးအဲ ကွန်ညာကိုမျိုးအမျိုးသားအကြောင်းမှအကြောင်းဝင်လို့တယ်ကလေးကပြများစတင်ရေးသားခဲ့ပြီးတော့တက္ကသိုလ်ဖွင့်တဲ့အခါမှာတော့ဗမော့ကဥဖေမောင်တင်ခေါ်ပြီးဥဖေမောင်တင်ကိုခေါ်တယ်လုံမထွက်တက္ကသိုလ်ပြန်တိုက်ခဲ့တယ်1933ခုနှစ်မတ်လမှာဝိဇာကုန်ဒူတံကိုမြန်မာစားပထမအဆင့်နဲ့အောင်မြင်ခဲ့ပြီးတော့ဇွန်လနေပြီးတော့1935ခုနှစ်မေလအထိမြန်မာစားဌာနအချိန်ပိုင်းနှိပြလုပ်ခဲ့တယ်ပကိုးဆောင်မှာ ကျောင်းဆောင်ဒီပြလို့ပြီးတော့မဟာဝိဇာတန်ကိုအချိန်ပိုင်းတက်ရောက်တင်ခဲ့တယ်။1935ခုနှစ်မတ်လမှာ ဟာဝိဒ္ဓမြန်မာစာကွန်တူဆောင်မိပွဲကိုဒုတိယအဆင့်နဲ့အောင်မြင်ခဲ့ပြီးတော့အချိန်ပြည့်နီးပြအဖြစ်ခန့်မှန်းချက်ခံခဲ့ရတယ်။ပင်ရဆောင်ပြောင်းရွှေ့ပြီးနောက်ကျောင်းဆောင်နီးပြစရာအဖြစ်လောက်ခံခဲ့တယ်။တက္ကသိုလ်ကျောင်းတိုင်းမြန်မာစာအသင်အတွင်းရေးမှုတက္ကသိုလ်ဗုဒ္ဓဘာသာအသင်အတွင်းရေးမှုကောလိပ်မဂ္ဂဇင်းမြန်မာပိုင်းအထက်တာကဏ္ဍလောကမဂ္ဂဇင်းအထက်တာများအဖြစ်လည်းလောက်ခံရသေးတယ်။1936ခုနှစ်မှာပညာသင်ဆုရပြီးတော့အင်္ဂလန်နိုင်ငံအောက်စဖို့ဒ်တက္ကသိုလ်သွားရောက်ပညာသင်နဲ့ သင်ကတ္တဝင်းကျောင်းမှာတက္ကတာပါဠိတိဘတ်အထွေထွေဘာသာဗေဒပညာရပ်တွေကိုသင်ယူခဲ့တယ်1938ခုနှစ်အောက်တိုဘာလမှာလန်ဒန်ကတူလန်ဒန်တက္ကသိုလ်အခြေတိုင်းနဲ့အာဖရိကဘာသာရပ်များလေ့လာရေးကျောင်းသို့ပြောင်းရွှေ့ပညာသင်ကြားခဲ့တယ်1933ခုနှစ် အော်တိုဘာနာမှာအစ်ဖို့တက်ကတူအနေပြီးတော့ဘီလေခေါ်စာပေဘွိစာဖွဲရရှိခဲ့ပြီးတော့စက်တင်ဘာလမှာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့တယ်။အော်တိုဘာတရက်နေ့တွင်တထောက်ကတိကာအဖြစ်လောက်ကန်ခဲ့ပြီးတော့မြန်မာနိုင်ငံပညာပြန်ပွားရေးကော်မတီဝင်တဦးလည်းဖြစ်လာတယ်။1940ခုနှစ်မှာမောင်ခွေဖို့ကလေးကပြားကြီးဖတ်ရှိခဲ့ပြီးတော့1940ခုနှစ်မှာဆိုရင်တပြေညိုနဲ့အခြားကပြားကြီးထွက်ရှိခဲ့တယ်။1940ဒုတိယကမ္ဘာစစ်အတွင်းမှာဆိုရင်ပညာရေးဌာန ဘာသာပြန်ဌာနကွယ်အမှုတန်းခဲ့တယ်။ပညာတကွန်အသင်းနဲ့အပြည်ထောင်လုပ်ငန်းဦးဆောင်လုပ်ကံခဲ့တဲ့ကုညာကုန်းမျိုးရင်းဇန်နဝါရီ၁၀ရက်နေ့မှာစတင်ပြုစုခဲ့တယ်။1945ခုနှစ်အေပီလ9ရက်နေ့မှာစစ်ဘေးအန္တရာယ်ကြောင့်မို့လို့အပြည်ထောင်လုပ်ငန်းကိုခေတ္တရပ်ဆိုင်တာပြီးတော့ပြည်ထရှားတွေပြန်လာပြီးတဲ့နောက်မှာတော့အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ကံခဲ့ရတယ်။ကိုကြံကုန်းမြောက်ပိုင်းတွင်မြို့အုပ်လုပ်ကံပြီးတော့နှစ်လမြောက်လုပ်ကံရတယ်။ ိုကောလိုက်6ရက်နေနဲ့ရန်ကုန်မကိုလန်နဲ့အရေးပေါ်တက္ကသိုလ်များဖွင့်ပြီးတော့မြမသား၂ထောက်ကတိကအဖြစ်အလုပ်ဝင်ခဲ့တယ်။1946ခုနှစ်ဇွန်လ၁ရက်တွင်ကတိကအဖြစ်တိုးမြင့်ခံလာခြင်းခံရတယ်။1949ခုနှစ်အိန္ဒိယနိုင်ငံဒေလီမြို့တင်မှာကျင်းပတယ်။အာရှတိုက်ဆက်ဆံရေးညီလာခံသို့ဝလုံတော်ရာဥကြုံမြင့်ခေါဆောင်သောအဖွဲ့နဲ့အတူတက်ရောက်ခဲ့တဲ့ထိုနှစ်တွင်မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းဖြစ်ပေါ်လာတဲ့အခါမှာတော့ဝေါ်ဟာရာကုမ္ပဏီမှစတင်ဝင်ရောက်လုပ်ကိုင်ခဲ့တယ် 1948ခုနှစ်မှာဆိုရင် တက္ကသိုလ်ဘာသာပြန်နေ6ဟုတ်ထုတ်ဝေရေးဌာနဌာနမှုတောင်းဝန်ထမ်းဆောင်ခဲ့တယ်။အပြည့်အဝလုပ်ငန်းများပြန်လည်လုပ်ကင်ခဲ့တယ်။အခြေခံဥပဒေမြန်မာစာမှုကိုအကြံဉာဏ်များပေးခဲ့တယ်။မြန်မာနိုင်ငံသူတေသနာအသင်းအမှုဆောင်အဖွဲ့တို့ဝင်ရောက်လုပ်ကင်ခဲ့ပြီးတော့သူတေသနာအသင်းဂျာနယ်တွင်စာတဲ့အဖြစ်ဆောင်ရွက်ခဲ့တယ်။ဇော်ဂျီနဲ့တွဲပြီးတော့လည်းစာပေလောကစာကိုထွက်ရှိခဲ့ပါသေးရဲ့။1950ခုနှစ်မှာဆိုရင်တော့ဝနာကျော်ထင်ပွဲချင်းမင်းပေးကရေးခံခဲ့ရတယ်။ 1952ခုနှစ်မှာဆိုရင်အမေရိကန်ပြည်အမေရိကန်နယူးပရင်မြို့မှာရှိတဲ့ရေးတက္ကသိုလ်မှာ6လခန့်ဘာသာဗိဒပညာရပ်ကိုဆီလာစီပူခဲ့တယ်1953ခုနှစ်ဇွန်လတရနေ့မှာဆိုရင်ရန်ကုန်တက္ကသိုလ်ဘာသာပြန်နဲ့ထုတ်ဝေဌာနစာတမ်းမှုအဖြစ်လဲတောင်းဝင်ယူထပ်ဆောင်ခဲ့သေးတယ်1955ခုနှစ်မှာသိပ္ပံမောင်ဝါဇော်ဂျီယိုနဲ့တွေ့ပြီးတော့သုံးဘွေဆိုင်ကစန်းစာပြီးလောကထွက်ရှိခဲ့တယ် 1958ခုနှစ်အောက်တိုဘာလမှာမြန်မာနိုင်ငံယဉ်ကျေးမှုကုသလယ်အဖွဲ့နဲ့အတူတရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုဗီယက်ရုရှားပိုလန်ချက်ကိုစလိုဗာကီးယားအရှေ့ဂျာမနီနိုင်ငံတွေကိုလှည့်လည်ခဲ့တဲ့အဲပီတီကတ်ထာပါလီ မြန်မာအပိဒံလုပ်ငန်းမူမြန်မာအပိဒံလုပ်ငန်းများနဲ့ဝင်ရောက်ကူညီခဲ့တယ်။စာပေဘိမ့်မန်ဆွဲဆောင်ချက်အဖွဲ့စာပေစုပေးရေးအဖွဲ့ဒုက္ခမယ်အဖွဲ့ပန်ထွာမူမန်ပြုလုပ်ရေးကော်မတီပြည်ထက်တော်မြန်မာပြန်ကော်မတီဥပဒေပါတာပြန်ကော်မတီတို့တွင်လည်းဝင်ရောက်ဆောင်ရွက်ခဲ့သေးတယ်။ 1962ခုနှစ်မလာတရနေ့ရနေပြီးတော့1962ခုနှစ်မေလ12ရက်နေ့အထိတက္ကသိုလ်မြန်မာသားဌာနတွင်ဗမောကအပြင်အမှုထမ်းခဲ့သည့်အော်တိုဘာလတွင်မြန်မာရည်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တွားရောက်ခဲ့သည့်တက္ကသိုလ်စာအုပ်ထုတ်ဝေဖြန့်ချီရေးကော်မတီဌာနဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံကော့တမိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်1962ခုနှစ်မှာဆိုရင်တော့မေလ13ရက်တွင်ပမောကရာလူကိုစွန်ပြီးတော့ ဘာသာပြန်နေစာအုပ်ထုတ်ဝေဌာနတွင်ပြန်လည်အမှုတန်းငယ်တဲ့အဲ့ဒီအချိန်မှာပဲတီဗီပြန်ချိပွဲချိန်မြင့်ခံရတယ်1963ခုနှစ်မှာမင်းယူဝင်နဲ့တွဲပြီးတော့ကပြပရိရဲ့စာအုပ်ထွက်ရှိခဲ့တယ်1965ခုနှစ်မှာဆိုရင်တော့ပန်းနဲ့ပင်စီမြန်မာသားမြန်မာမှု ခရီးတဲ့ဇော်ကြီးနဲ့တွဲပြီးတော့စာအုပ်တွေထွက်ရှိခဲ့တယ်။1966ခုနှစ်မှာဆိုရင်တော့မြန်မာနိုင်ငံစာမတက်သူပပျောက်ရဲ့အတွက်တက်ကြီးစာတင်ပြီး ဝထကလာတာနီးရန်လေးကိုတည်တွင်ခဲ့တယ်1968ခုနှစ်မှာဆိုရင်တက္ကသိုလ်ဘာသာပြန်လေးစာအုပ်ထုတ်ဝေရဌာနစာတမ်းမှုအဖြစ်မှာငြိမ်းချယူပြီးတော့ပညာရေးဌာနအထူးအရာရှိအဖြစ်ဆက်လက်ဆောင်ရွက်ခဲ့တယ်ပြည်မငုတ်တို့ဆိုရဲစာအုပ်လည်းထွက်ရှိခဲ့တယ်1989ခုနှစ်မှာဆိုရင်တော့မြန်မာနိုင်ငံသူတည်တနာအတင်260ပြည့်နှစ်တွင် အသင်းရဲ့ဥက္ကဋ္ဌအဖြစ်အယူအခံရတဲ့ရေချမ်းစင်စာအုပ်လည်းအဲ့ဒီအချိန်မှာထွက်ရှိခဲ့တယ် 1990ခုနှစ်မှာဆိုရင် မေလ31ရက်နေ့မှာပညာရေးအရာရှိအဖြစ်ကနေပြီးတော့မှအနာယူခဲ့တယ်။2002ခုနှစ်ကဗျာပေါင်းချုပ်မင်းသူဝင်ဝတ္ထုတူစာအုပ်များထွက်ရှိခဲ့တယ်။ဆရာမင်းသူဝင်လေးမြန်မာနိုင်ငံသူတေသနာအသင်းအတွက်ဂမ်မလီဆန္ဒပြတောင်ကုန်ဆိုရတုအဖြစ်အုံမာဒန်နီပြရှင်မာဗရတ်သာရာဤပဏိကဏ္ဍစာစုဆရာဦးဝင်ဖယ်နေအတွက်ဖက်လျက်တို့ကိုတည်ဖြတ်ပေးခဲ့တယ်။နောက်ထပ် ဖုံးမလာပြီကဗျာဤအချင်းချုပ်နဲ့ဖုံးမလာပြီကဗျာတဲ့မှာဖုံးမောင်ကိုတကယ်လက်တွေ့ပွားတဲ့မိတို့အတူယူတင်ကြောင်းအဲဝိုင်းစစ်စီဒီမှာဆက်လက်ရှင်းပြပေးပါမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ဒီဖုံးမောင်လာပြီးခင်ဗျားရဲ့ဒီအချင်းချင်းနဲ့သူရဲ့ထူခြားမှုတွေရည်ရွယ်ချက်တွေပြောရလို့ရှိပြီးဒီဖုံးမောင်လာပြီးခင်ဗျားကသူတို့ဒီတန်ဝန်းကျင်မှာဘယ်လိုများတက်ရောက်မှုရှိတယ်ဆိုတာကိုပြောပြပြီးနေနောက်ဆုံးမှာလူကြီးမင်းတို့အတွက်ကောရှင်းနဲ့အန်ဆာအလေးအဖြစ်ခံတာလေးလည်းပါဝင်တော့မှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီဖုံးမောင်လာပြီးခင်ဗျားကိုဆရာမင်းသူဝန်ကလွတ်လပ်ရေးချင်မှာရည်တားခဲ့ပြီးတော့သူကနေငါခင်ဗျားအမျိုးအစားတစ်ပုဒ်ဖြစ်ပါတယ်သူကိုဒီခင်ဗျားကိုပေါ့နော်မြတ်ဝရီမ မဂဇင်းဌာနမှဇန်နဝါရီလ1963ခုနှစ်မှာစတင်ပြီးထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ဒီတင်ငန်းဆိုင်ရဲ့ရည်ရွယ်ချက်သူ့ရဲ့ရည်ရွယ်ချက်ကဆိုလို့ရှိရင်ဒီဖုံးမောင်လာပြီးခပြားထဲမှာပါဝင်တဲ့ဖုံးမောင်အဓိကဆက်ကောင်ဖြစ်တဲ့ဖုံးမောင်ကသူ့ရဲ့ရည်ရလူသားရည်ရလူသူအတွက်ပေါ့နော်ကိုကျိုးမငယ်ပဲနဲ့အသက်ပေးခဲ့တဲ့ပုံကိုအဲကျွန်တော်တို့ကိုသိနေစေချင်တာပဲဖြစ်ပါတယ်။ဆိုတော့ဒီကပြားကလင်းကပြားအမျိုးအစားဖြစ်တဲ့လျှောက်လေးလုံးဆက်ဆွဲရှိတာ ဒီဘယ်လိုပုံစံမျိုးလဲဆိုလေးလောက်ဆက်ပေါ့နော်ဒီလေးလောက်ကဒီဇက်ကလုံးဒီထဲမှာဆိုလို့ရှိရင်ဇက်ကလုံးလေးလုံးပိုက်ချပြီးတော့ဆက်ဖွဲ့ဆိုထားတာကိုလေးလုံးဆက်လို့ခေါ်တယ်ဒီလိုမျိုးလေးလုံးပိုက်သုံးပိုက်ကိုတစုလို့တစုံလို့ခေါ်ပြီးတော့ဒီဟာကိုလေးလုံးဆက်ဆိုပြီးတော့အဲခေါ်လို့ကြရဲပေါ့နော်နောက်တစ်ခုလေးလုံးတစ်ပါးကလေးလုံးတစ်ပါးကမှာဆိုလို့ရှိရင်တို့ အဲစက္ကလုံး၄လုံးပါမယ်ပေါ့နော်ဒီစက္ကလုံး၄လုံးကအထိပ္ပယ်ရှိတဲ့စက္ကလုံးဖြစ်ခြင်းနဲ့ဖြစ်မယ်အထိပ္ပယ်မရှိတဲ့စက္ကလုံးဖြစ်ခြင်းနဲ့ဖြစ်မယ်ဒီဟာကို၄လုံးတပါရလို့ခေါ်တဲ့ဓာတ်အဲဒီမှာဆိုလို့ရှိရင်တို့အာဘာနော်အဲစက္ကလုံးအစာပေါ့နော်စကားလုံးဆိုပြီးတော့စာလုံးအစာစက္ကစကားလုံးဆိုပြီးတော့အဲအဲ့လိုသတ်မှတ်လို့ရရပေါ့နော်အဲဒီမှာဆိုလို့ရှိရင်တို့ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင် မိုင်းမျိုးညီရိတ်ဒီမှာဆိုလို့ရှိရင်မိုင်းမျိုးညီရိတ်စက္ကလုံ၄လုံးရှိရယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်မိုင်းဆိုတာကစက္ကလုံ၃လုံးမျိုးဆိုတာကစက္ကလုံ၃လုံးညင်ဆိုတာကစက္ကလုံ၃လုံးရိတ်ဆိုတာကစက္ကလုံ၃လုံးဒီလေးလုံးစကလုံးလေးလုံးကိုပေါင်းစည်းပြီးတော့ရလာတဲ့ဟာကမိုင်းမြူကြီးကြီးဒီမှာဆိုလို့ရှိရင်စကလုံးတစ်လုံးချင်းစီကကျွန်တော်တို့အတိတ်ပဲရှိရစကလုံးဖြစ်ခြင်းလည်းဖြစ်မယ်အတိတ်ပဲမရှိရစကလုံးဖြစ်ခြင်းလည်းဖြစ်မယ်ဒါပေမဲ့ဒီစကလုံး စကလုံးလေးလုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာအဓိပ္ပာယ်တစ်ခုတည်ရောက်လာတယ်ထွက်ပေါ်လာတယ်ဒီဟာကိုအဲဒီဟာကိုအာလေးလုံးတပါလာလို့ခေါ်တယ်နောက်တစ်ခုဥမာပြောမဆိုလို့ရှိရင်ကုတ်ကြားကျဲလာဒီမှာဆိုလို့ရှိရင်ကုတ်ကစကလုံးတစ်လုံးကြားဆိုတာကစကလုံးတစ်လုံးကျဲဆိုတာကစကလုံးတစ်လုံးလောင်းဆိုတာကစကလုံးတစ်လုံး ဒီမှာဆိုလို့ရှိရင်ဒီတန်းမှာဆိုလို့ရှိရင်အတိတ်ပဲရှိရဲ့သကလုံးကြီးပါပါတာလည်းရှိတယ်မပါတာလည်းရှိတယ်ဒီမှာဆိုလို့ရှိရင်သူကဒီကုန်ကြားကျင်တော်ဆိုတဲ့သကလုံးလေးလုံးကိုပေါင်းစည်းလိုက်တဲ့အခါမှာဒီအတိတ်ပဲတစ်ခုထွက်ပေါ်လာတယ်ဒီဟာကိုလေးလုံးတပါတာလို့ခေါ်ပါတယ်နောက်တစ်ခုလေးလုံးဆက်အချဒီမှာလေးလုံးဆက်အချမှာဆိုလို့ရှိရင် ကပြရဲ့အစာကိုစကလုံး၄လုံးနဲ့စပြီးတော့ကပြရဲ့အဆုံးမှာဆိုလို့ရှိရင်စကလုံး8လုံးနဲ့ဆုံးထားတာကို၄၄လုံးဆက်အချလို့ခေါ်တာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ကရဲ့ကရဲ့ဆိုလို့ရှိရင်သူကတရတန်တူတယ်တန်ဒီအဖေအတန်တူတယ်ပေါ့နော်။ဒီအဖေကဒီလုံးမှာအဖေကတစ်ခုမှာဆိုလို့ရှိရင်အတန်တူတဲ့စကလုံးကြီးရှိတယ်ပေါ့နော်။အာဥမာလေးနဲ့ပြောရမယ်ဆိုလို့ရှိရင် ဒီမှာဆိုလို့ရှိရင်ကြပြရဲ့ပထမအပိုင်းလေးကိုဖတ်ပြပြရစီနော်ဒီမှာဆိုလို့ရှိရင်မိုင်းလူကြီးရဲ့လူကြီးတိတ်နှိုင်းရှင်စိတ်အနာရွာတကားမှာကုန်ကြားကြေလောင်စီးကျုံဟောင်းသောဖုံးမောင်လာပြီးဆိုကြသည်ဒီမှာဆိုလို့ရှိရင်မိုင်းလူကြီးရဲ့လူကြီးတိတ်နှိုင်းရိတ်တိတ်နောက်တစ်ခုရှင်စိတ်အနာဒီမှာဆိုလို့ရှိရင်ရိတ်တိတ်စိတ်ဆိုတာကျွန်တော်၄၃နှစ်အတွဲဆိုပြီးတော့ကျွန်တော်ခေါ်လို့ရတယ်နောက်တစ်ခုရှင်စိတ်အနာ ရွာတကားမှခုကြားကျဲလောင်စီးကြိုဟောင်းတော်ဒီမှာဆိုလို့ရှိရင်ရေစိအနာနာရေစိအနာဆိုတာကအဲဆိုအဲစကလုံးရဲ့နာဆိုတဲ့စကလုံးဂျူမဲနောက်တစ်ခုရွာတကားမှခါရွာတကားခါဆိုတဲ့စကလုံးကိုဂျူမဲနောက်တစ်ခုခုကြားကျဲလောင်ခုကြားကျဲလောင်မှာဆိုလို့ရှိရင်ကြားဆိုတဲ့စကလုံးကိုဂျူမဲအဲ့ဒီတော့ညတို့ကနာခါကြားစကလုံးပထမစကလုံးလိုပဲ၄၃နှစ်အတွဲ့ နောက်တစ်ခုခုံကြဲကြဲလောင်စီးကြိုဟောင်းတော့ဖုံးမောင်လာပြီဆိုကြသည်ဒီမှာဆိုလို့ရှိရင်လောင်ဟောင်းမောင်ဒီဟာမှာလည်းပထမနောက်ခုလိုမျိုးပဲ၄၃၂ချိုဒီလိုပုံစံမျိုးတွေနဲ့အဲဖွဲ့ဆိုထားတာပဲဖြစ်ပါတယ်ပြီးတော့ကပြားရဲ့ထူကြချက်ဒီမှာရဲ့ကပြားရဲ့ထူကြချက်မှာဆိုလို့ရှိရင်ဒီကပြားကခက်ဆန်းကပြားမျိုးစားဖြစ်တဲ့အလျောက်ခက်ကိုစူးစမ်းပြီးတော့ ဖွဲ့ဆိုထားတဲ့ရေးဆိုရေးဖွဲ့ထားတဲ့ကဗျာဖြစ်တဲ့အတွက်ပေါ့နော်ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ကဗျာတပုံးလို့ပြောမယ်ဆိုလို့ရှိရင်လည်းမမားပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကဗျာကိုဖတ်ရှုပြီးတော့ကျွန်တော်အခုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အဲအခြေအနေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အသက်ပေးခဲ့ရတဲ့လူတွေရှိပါတယ်။ဒီဟာတွေနဲ့ပတ်သက်ပြီးရောဘူးလို့တဖန်ပြန်ပြီးတော့အဲလူရှိစိတ်အာတက်ကြွစေတယ်ပေါ့နော်အဲဘာလို့ရှင်ဒီအသက်ပေးခဲ့ရတဲ့သူတွေကိုစာနာတနာအဲတိတ်စိတ် ဖြစ်ပေါ်စေရပေါ့နော်ဒီဟာရီရဲ့အာဒီကတာတွေကတော့ကြပြရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီဖုံးမောင်လာရဲ့ကြပြကိုဖတ်ပြပြီးတော့သူ့ရဲ့အဓိကတင်ငန်းဆောင်အတူချုပ်ကိုပြောပြပြီးပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဖုံးမောင်လာပြီးမိုင်းညိုညင်းရဲ့လူချင်းတိန်နိုင်ရှေးစိအနာရွာတကားမှကောက်ကြကြလောက်စီးကျူဟောင်းတော့ဖုံးမောင်လာပြီးဆိုကြသည် ဟောင်မန်ရဲ့ရဲ့ထက်ချက်ပေါ်လာအတန်မာကညခေါင်၅ထောင်မောင်ဖိုးမောင်တီရွာတောင်ချောင်းကပြန်ခဲ့ပြီဖိုးမောင်တန်ကြားကျင်းသမားကတကားကြီးအောင်မလွယ်ပေါက်ကိုတရက်ဝင်တာဖွင့်လိုက်ပါတော့ရွာရင်းအုပ်ဆောင်ဝဲတဲ့ချောင်းနဲ့ခါဆောင်ကိုကိုင်းငါးပလိုင်းကိုလွယ်တိုင်းပြီးရင်ရွာကိုဝင်ပြီးလူပင်လီလာတစီလာတစီမကြောက် ဝင်မကြောက်ပဲတယောက်သေးပင်မြင့်မောင်တွင်၌သူလင်ငါရှောင်းကြွေးပါကထိုးရွာသူသောလူအများတို့ငဆုံငဆိုင်ဖက်ပင်လေးစောင်းတညာ၌ချမ်းမြစေရင်လာချမ်းကိုယ်ကြွာပင်ကြည့်ပြတ်မောင်နန်းနန်းမှာဈေးကွက်ကအော်တောက်တဲ့ကြောစဉ်ရွာပေါ်လွမ်းအောင်ခုန်ကြိုက်ဟောင်းကြည့်ဖုံးမောင်လာခြင်းပါတကားတို့ဖြစ်တော့ညာခါတပါးတို့ တကားဝင်လို့သူမဆိုပဲမောင်းကိုထူပါလူစုကြရဲ့ရွာကိုပြီးမှကာဝယ်ကြလို့ဓမြငါဖမ်းယူထားဟုစကားမဆုံးဟစ်အော်တော်တွေဒုံတိုင်းဒင်းတံရွာလုံးညာသည်ချောင်းရံပဲ့တင်ထက်တည်းဖိုးမောင်ဒီကုန်းဤတွင်ဆုံးလဲရွာလုံးစိတ်တွင်ဖိုးမောင်ဝင်၏ပဲ့တင်ထက်ကဟင်းရက်ပါတဲ့ တဲခါမဆူစီလင်းကျိုတို့မိုင်းညုံကြီးရဲ့သူချေတိန်နိုင်ရေစရနာရွာတကားမှာခုတ်ကြားကျေလောင်းရန်ရော်ဟောင်းတော့ဖိုးမောင်လာပြီးစူးစဲပြီး၂၀ရာစုမင်းတို့ဘောဒီကပြားရဲ့တင်ငန်းစာအအဓိကဆိုလိုရင်းကဆိုလိုရှိရင်ဒီဖိုးမောင်လာပြီးအဲကပြားကဘောနော်ဒီရွာတရွာမှာဒီဖိုးမောင်ဆိုတဲ့ အဲလူမျိုးတယောက်ရှိတယ်ဒီအဲ့ဒီ cake အခြေအနေအရဆိုလို့ရှိရင်လွတ်လပ်ရေးရပြီးတဲ့ kiss ဆိုပေမဲ့ဒီ name တွေမနေမတက်သေးဘူးပေါ့နော်ဘယ်လိုပြောမှန်းဆိုလို့ရှိရင်တကောတမရတွေတောင်းရင်းနေတော့အခြေဖြစ်တယ်ပေါ့နော်အဲ့ဒီဟာမှာဆိုလို့ရှိရင်ဒီကြောင့်တရားမှာရှိတယ်မောင်ဖိုးမှာဆိုလို့ ကပေါ့နော်သူရဲ့ကိုချိုးကိုမငဲ့ပဲနဲ့ဒီရွာသူရွာသားတွေအတွက်သူငါးရှာဖားရှာခတ်ပြီးတော့ဒီအသက်ပေးခဲ့ရတဲ့ပုံကိုရေးဖွဲ့ထားတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီရွာတရားမောင်ဖုံးမောင်ဆိုတဲ့လူငယ်လေးရရှိတယ်ဒီမှာဖုံးမောင်ဆိုတဲ့လူငယ်လေးရသူ့ရဲ့ ီရာသူရာသားတွေအတွက်ဒီခေတ်အချိန်တွေမကောင်းတဲ့အတွက်ကြောင့်မလို့ညအခါမှာငါးရှာဖားရှာထွက်တဲ့လူတွေလည်းမရှိဘူးပေါ့နော်။နင်းနေလာပြီဆိုလို့ရှိရင်လူတွေကအကောင်လုံးကိုအနေမှာပဲကိုနေရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမောင်ပို့မောင်ကဒီရာသူရာသားတွေအတွက်ညဘက်မှာဝင်ဝင်ကြောက်ကင်းမကြောက်တက်စီမကြောက်ဖွင့်နေသူ ਆ ဆိုလို့ရှိရင်ငါးရှာဖားရှာခက်ခဲတယ်။ဒီလိုမျိုးငါးရှာဖားရှာပြီးတော့သူရဲ့ရာသူရာသားတွေကိုအဲပြန်ပြီးတော့ကျွေးခဲ့တယ်ကျွေးခဲ့တယ်ပေါ့နော်။ တစ်ချိန်တစ်နေ့မှာဆိုလို့ရှိရင်ဒီမောင်ဖုံးမောင်ကအပြင်မှာဒီညာဘက်မှာပေါ့နော်သွားပြီးတော့ငါးရှာဖာရှာခတ်ပြီးတော့ပြန်လာတဲ့အချိန်မှာဓမြတွေကသူ့ကိုမိသွားတယ်မိပြီးတော့သူ့ကိုဖမ်းထားပြီးတော့အဲသူ့ကိုအရှိန်နေပြီးတော့ပို့ပြီးတော့ပေါ့နော်ဒီကတကားကိုဖွင့်ခိုင်းနေဒါပေမဲ့မောင်ဖုံးမောင်ကသူ့ရဲ့အဲတကိုကောင်းဆန်ပြီးတော့ပေါ့နော်သူ့တကိုကောင်းဆန်ပြီးတော့အဲတကားကိုဖွင့်ခိုင်းလို့ရပြီနဲ့သူအားဆိုလို့ရှိရင်ဒီကသူရသားတွေရဲ့အကျိုးကိုငဲကွက်ပြီးတော့ဒီ အဲသူပေါ်တော့မဖွင့်ခိုင်းတဲ့သူအော်ပြီးတော့ပြောလိုက်တယ်ဘယ်လိုလဲဆိုလို့ရှိရင်မောင်းကိုထူခိုင်းနေလူစုကြပါရွာအရွာကိုဒီဒုက္ခနေပြီးတော့ကာကွယ်ကြမယ်ကာကွယ်ကြပါပေါ့နော်ဒီဓမြတွေကငါ့ကိုဖမ်းထားကြပြီအဲ့တော့မောင်းကိုထူပြီးတော့လူစုကြပါအာကာကွယ်ရွာကိုကာကွယ်ကြပါဆိုပြီးတော့သူကအဲ့လိုမျိုးအော်ပြောလိုက်တဲ့အခါမှာ ့တဲ့စကားတန်မစိုးရခင်မှာဒီဓမြတွေကသူ့ကိုတနတ်တည်းနဲ့ပြစ်တက်လိုက်တယ်။ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီမှာဖိုးမောင်ကသူ့ရဲ့တကူကောင်းစိတ်နဲ့အဲကိုလို့ရောင်းလို့ရတယ်ဆိုပေမဲ့သူဟာဒီရာသူရာသားတွေအတွက်အဲအသက်ကိုပေးခဲ့ရတယ်ဆိုတာကိုကျွန်တော်သိနေရမှာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒီကြပြကိုဖတ်ရှုပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီအဲကိုလို့ကျွန်တော်တို့အခုဖြစ်နေတဲ့နိုင်ငံကြီးနဲ့ပတ်သက်ပြီးရှင်ကျွေးရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးမောင်ဖိုးမောင်တို့မျိုး ကိုယ့်ရဲ့သူမျိုးကိုချစ်ပြီးတော့အသက်ပေးခဲ့ရတဲ့လူတွေနဲ့တပုံတပီကြီးဆိုတာကိုအဲကျွန်တော်တို့မြင်တွေ့မြင်တွေ့ရမယ်ပေါ့နော်ဒီလိုမျိုးပဲဒီပေါင်ဖိုးမောင်နဲ့ပွဲရပြီးတော့ကိုတကူကောင်ကိုယ့်ရဲ့ကိုကျိုးအတွက်လည်းကြည့်ပြီးတော့တကူကောင်ဆန့်သွားတဲ့လူတွေရှိတယ်ဆိုတော့ကိုလည်းကျွန်တော်တို့သိမြင်နိုင်တယ်ဒါကြောင့်မို့လို့ ဒီကပြလေးကိုဖတ်ရှုပြီးတော့လူကြီးမင်းတို့ကိုကျွန်တော် message လေးတစ်ခုပေးချင်ပါတယ်။ဒါကဘာလဲဆိုလို့ရှိရင်ကိုလူမျိုးကိုချစ်ပါကိုရဲ့ရည်ကြီးမှုကိုမြင်လို့ပါ။တိုင်းတပါသားကအာကိုဒီပေါ့နော်ကိုရဲ့ရည်ကြီးမှုကိုခိုးယူမယ်ဆိုရင်တော့မှအဲကောက်ွက်ကြပါပေါ့နော်။ဒီမှာ ။မှတ်ဆိုရင်အဲငါဥမာလေးတစ်ခုပေးခြင်းလဲပေါ့နော်။စီးလုံးနဲ့ခြင်းကဘလုံးမလွယ်လွယ်နဲ့ချိုးဖြတ်လို့မရဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်စုံမျိုးအချင်းချင်းစီးလုံးကြပါဒီလိုမျိုးကျွန်တော်တို့စီးလုံးပြီဆိုလို့ရှိရင်ဘယ်လိုမှဘယ်လိုမျိုးချအဲတိုင်းပြည်ကမှကျွန်တော်တို့ကိုအဲတွေးခွဲလို့မရနိုင်ပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုယ်လူမျိုးကိုကိုချစ်ပါ၊ကိုယ်ယဉ်ကျေးမှုကိုမြတ်လို့ပါလို့ကျွန်တော်ပြောပြပေးချင်ပါတယ်။ ဆက်လက်ပြီးတော့နောက်ဆုံးခဏလေးဖြစ်တဲ့လူချင်းမင်းတို့အတွက်အမေးဖြစ်ခဏလေးပဲဖြစ်ပါတယ်။မိဘနံပါတ်1ဖိုးပေါလာလူတစ်ယောက်ကိုဈေးသားခဲ့သူမှာကွက်လက်ဖြစ်ပြီး A ဆရာစောကြီး B တက္ကသိုလ်မမ C မင်းတို့ဝ D မောင်ခင်မီတို့ပြုအဖြေမှန်ကတော့ မိန်းကွန်းနံပါတ်1ဖုံးမောင်လာပြီကြပါသည်ကွက်လက်ကြပါအမျိုးအစားဖြစ်သည် A ဒင်ကာ B လူချို C တေးထက် D လွိုင်းချင်းအချိန်မှန်ကတော့မိန်းကွန်းနံပါတ်3ဆရာမင်းတို့ဟောသည် ကလစာပေလှူရှားမှုတွင်ဦးဆောင်ခဲ့ပြီး A ရတာ B ခေဆန် C တပြာ D တမိုင်အဖြေမှန်ကတော့မေကုံနံပါတ်၄ဖုံးမောင်လာရေးကြပြာဤရွယ်ချက်မှာကွက်လက်ဖြစ်ပြီး ်ဒီကိုရွာအတွက်အတက်ပေးခဲ့တော့ဖုံးမောင်အားကွန်ပျူတာပေါ့နီးရွာသူရွာသားများဤဖုံးမောင်အပေါ်ထားရဲစိတ်စီသည်များများဤရွာဆန်းတက်ပြီးဒီထိုးအချင်းကခေချင်းနေအဖြစ်မှန်ကတော့ မေခွန်းနမန်ကဖုံးမောင်လာပြီကြပါသည်မိတိမိဖြစ်ရေးဖွဲ့ထားသည်အေးလေးလုံးတစု B သုံးလုံးတစု C ငါးလုံးတစု D နှစ်လုံးတစုအဖြေမှန်ကတော့မေဂွန်နံပါတ်6 ဆီအောင်မင်းသူဝန်ဒီကလောင်အမီခွဲကလခံဖြင့်စပီရေးတာခဲ့သည် A 30 B 20 C 20 D 30အဖြစ်မှန်ကတော့မေဂိုနံပါတ်9ဖုံးမော်လာပြီခပြာကို ဖတ်ရှုရခြင်းဖြင့်ဤတိယတရာတည်းဤခယုနာတင်္ကာရဤဟတရုဒ္ဒစီဝိရတန္တရာဤခယုနာဝိရအခြေခံကတော့ဘာ လေကုန်နံပါတ်၈ဟောမောင်လာပြီးကြပြကိုကွက်လက်မှထုတ်ဝေခဲ့သည် A ဆောင်းပါးစကားပြီး B ညဝရီမဂ္ဂဇင်း C ဘာသာစာပေသူတေသနာစာတဲ့ D ရန်ကုန်မဂ္ဂဇင်းအဖြစ်မှန်ကတော့ မိခိုးနံပါတ်9ဖုံးပေါင်လာပြီးကြပြားထဲမှာမိုင်းညုံကြီးရည်ကြီးကွက်လက်အရင်ကမြောက်ပြီးအေးရှုပကဘီမိတန်ဆွဲစီ ဥပမာဒီအတိတရာဝုတ်တီအဖြေနံကတော့ဘာ ေခွန်နံပါတ်၁၀ဆီယမင်းသူဝန်ကြီးငယ်မီမှာကွက်လက်ဖြစ်ပြီး A မောင်မောင် B မောင်ကျော်ညို C မောင်လာ D မောင်တော်ဝန်အဖြစ်မှန်ကတော့ ဟုတ်ကဲ့ပါဒါတွေကတော့ကျွန်တော်တို့ထုတ်ပေးထားတဲ့မေးခွန်းဆယ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်ရှုပြီးတော့လူချင်းမင်းတို့အတွက်အတီးပညာဘခုတူတာတင်ကန်းစာအတွက်အထောက်အကူတစ်ခုခုရလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်